ဒီနေ့အင်စင်ထားတဲ့နှုတ်ပတ်တော်လေးကိုကျမခေါင်းစဉ်လေးပေးထားတယ်။ကောင်းစားခြင်းတို့ရောက်ခြင်းလားတဲ့။ကောင်းစားခြင်းတို့ရောက်ခြင်းလားဆိုတဲ့အခါမှာကျမတို့ဒီလောကလူသားတွေကကောင်းစားခြင်းတဲ့လူတွေကြီးပါပဲပေါ့နော်။မကောင်းစားခြင်းဘူး။နော်ကောင်းစားတယ်ဆိုတဲ့အခါမှာအရာရာကိုပြောခြင်းဖြစ်တယ်ပေါ့နော်။ကျမကြီးကောင်းခြင်းလားလို့မေးရင်ကျမကြီးကောင်းခြင်းတယ်လို့ပြောတဲ့လူနဲ့ကျမကြီးမကောင်းခြင်းဘူးလို့ပြောခြင်းတဲ့လူကဘယ်လိုရှိမလဲ။ ကောင်းချင်တယ်လို့ပြောတဲ့လူပဲရှိတယ်။နော်ငွေကြေးချမ်းသာပြည့်စုံခြင်း၊ကောင်းစားခြင်းကိုရှိချင်တာလား၊ငွေကြေးမချမ်းသာမပြည့်စုံမဲနဲ့ဆင်းရဲရဲနဲ့နော်နေချင်လားလို့မေးရင်လေ။ကျမတို့လူသားတွေကနော်ငွေကြေးချမ်းချမ်းသာသာနဲ့ကောင်းစားခြင်းနဲ့ပဲနေချင်တယ်လို့ပဲဖြေကြပါတယ်ပေါ့နော်။ဒါကဘယ်ဘာသာထဲမှာပဲရှိနေပါလေစီ။ဘာလူမျိုးပဲဖြစ်ပါစေကောင်းစားခြင်းကြတဲ့သဘောတဘာဝရှိတယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါမှာလူသားဖြစ်လို့ဖြစ်တယ်နော်။ အဲ့လိုကောင်းစားဖို့လို့ဆိုရှင်နဲ့ဘာတွေလုပ်ရမလဲပေါ့နော်ဆိုတော့နှုတ်ကပတ်တော်ကိုဒီမနေ့ဆင်ခြင်တဲ့အခါမှာတမန်ကျမ်းစာထဲမှာတရားချုပ်အခန်းကြီး7လောက်မှာဒါဝိဒ်ရဲ့စိတ်နှလုံးကိုကျွန်မဆင်ခြင်ပြီးတယ်ပေါ့နော်ဒါဝိဒ်ကအဲ့ဒီအချိန်မှာဖိလိတိလူတွေနဲ့စစ်တိုက်တဲ့အချိန်ကာလဖြစ်တယ်ဖိလိတိလူတွေကဘက်လင်မျိုးမှာတတ်ချထားတယ်အဲ့ဒီအချိန်ခါမှာဒါဝိတ်ကကြတော့ဒါဝိတ်ရဲ့ရဲတိုက်မှာနေတယ်တဲ့။ဒါပေမဲ့ဒါဝိတ်ရဲ့စိတ်နှလုံးထဲမှာဘာဖြစ်လာလဲဆိုတဲ့အခါမှာ ပက်လီမြို့တကားနာမှာရှိတဲ့ရေတွင်းကရေကိုသူတောက်ချင်တယ်ဆိုတော့စိတ်နှလုံးရဲ့ဆန္ဒဖြစ်လာတဲ့အရာကိုသူကပြောလိုက်တယ်။အဲ့အရာကိုသူ့ရဲ့စစ်သူရဲ့၃ယောက်ကပက်လီမြို့မှာတက်ချထားတဲ့ဖိလစ်တီလူတွေကိုကြော်ပြီးတော့မှအဲ့မြို့တကားဝါမှာရှိတဲ့ရေကိုတွက်ခတ်ပေးခဲ့တယ်။ပြီးတော့ဒါဝိတ်ရှီကိုယူလာတယ်။အဲ့ခါမှာဒါဝိတ်ကအဲ့ရေကိုကြည့်မှသူကဒီရေကားတဲ့ဒီစစ်သူရဲ့၃ယောက်အသက်နဲ့ရင်းပြီးတော့တွက်ခတ်ရတဲ့ရေဖြစ်တယ်တဲ့။ အသွေးရည်ဖြစ်တယ်တဲ့။သူကအဲ့ရည်ကိုထာဝရဖျားရဲ့အရှိတော်မှာတွန်ချလိုက်တယ်။တွန်ချလိုက်ပြီးတော့မှဒီရည်ကိုတောက်ချင်းရဲ့အမှုနဲ့ငါနဲ့ကင်းဝေးပါစေတဲ့။ဆိုတဲ့အခါမှာသူကဘယင်တယောက်ဖြစ်တယ်။အခွင့်အာဏာ authority ပြေဝါရှိသူဖြစ်တယ်။သူရှိတဲ့အတိုင်းကိုပဲတကယ်စစ်သူရဲ့တုံယောက်ကလည်းလှုပ်ပေးလို့ရေရောက်လာပြီးဖြစ်တယ်ပေါ့နော်။ကျေးဇူးတော်ချီးမွမ်းမှာတောက်လိုက်လို့ရပါတယ်။ဒါမဲ့သူ့အတွင်းထဲမှာ ီရေကိုကြည့်ပြီးတော့အော်အသက်နဲ့ရင်းပြီးတော့ဒီရေတစ်ခွက်ကိုသွားခတ်ပေးတဲ့စစ်သူရဲတွေအပေါ်မှာသူကိုချင်းစားတဲ့စိတ်ဖြစ်သွားတဲ့အခါမှာသူဒီရေကိုမတောက်ဝင့်တော့ဘောနော်စစ်တိုက်နေတဲ့အချိန်မှာလည်းသူ့ရဲ့စိတ်နှလုံးကစိတ်ကောင်းရှိတယ်ဘောနော်ဆိုတဲ့အရာလေးကိုမြင်ရတာဖြစ်ပါတယ်ဘောနော်နောက်ထပ်တစ်ခုကအဲတစ်ရာချုပ်အခန်းကြီးဆက်ခွန်ကိုရောက်လာတဲ့အခါမှာလဲသူကဒါဝိတ်ကတဲ့နန်းတော်ထဲမှာ မြေဝတ်စွာနဲ့နေတဲ့အချိန်ကာလကိုရောက်လာတယ်တဲ့ရောက်လာတဲ့အခါမှာသူကောင်းစားခြင်းအပြည့်နဲ့သူ့ရဲ့အိမ်တော်မှာပေါ့နော်နေတဲ့အချိန်မှာကျမတို့လူသားတွေကတစ်ခါတစ်ခါကြားလို့ရှိရင်ကောင်းစားလာတဲ့အချိန်ကျရင်ဘုရားသခင်ကိုမေ့တတ်တယ်ဆုတောင်းစရာမလိုဘူးအခက်ခဲပြဿနာနဲ့မကြုံတဲ့အချိန်မှာဘုရားသခင်ကိုမဆုတောင်းချင်တော့ဘူးတကယ်ပြဿနာရင်းနဲ့ကြုံမှပဲဘုရားသခင်ကိုတိုးဝင်တယ်လို့မျိုးကောင်းစားခြင်းရောက်တဲ့အချိန်မှာဘုရားသခင်ကိုမေ့တတ်တဲ့လူမျိုးတွေဖြစ်တယ်ဒါပေမဲ့ဒါဝိမင်းကြီးကတော့တဲ့ငါကတဲ့ အာရက်တစ်သားနဲ့စောက်တဲ့အိမ်မှာနေရပေမဲ့လို့တဲ့ဖယားသခင်ရဲ့ဗရိညင်တစ်တာတော့ကတော့လိုက်ကာနဲ့ပဲကာပြီးနေနေရတယ်တဲ့မတန်သူကအာရက်တစ်သားနဲ့အိမ်မှာနေမှာဖယားသခင်ရဲ့ဗရိညင်တစ်တာတော့ကအဲဂရုကနေပြီးတော့နော်ခါနန်ပြည်ကိုခေါ်ဆောင်တဲ့နှစ်ပေါင်း40ကျော်လုံးမှာ တဲတော်တဲတော်တဲတော်တွေနဲ့ဗြိညင်တစ်တာကိုထားရတဲ့ကာလဆိုတဲ့အခါမှာဗြိညင်တစ်တာတော်အတွက်ထာဝရဘုရားအတွက်ဘိမှန်တော်သူစောက်ချင်တဲ့ဆန္ဒဖြစ်လာတဲ့အခါမှာပရောဖက်နာသန်ကိုခေါ်လိုက်တယ်။ဒီမှာအဲ့ရလူစင်ကြင်မိတဲ့အခါမှာ "तू ကစစ်တိုက်နေတဲ့အချိန်မှာပဲစိတ်နှလုံးကောင်းစားခြင်းရှိတာမဟုတ်ဘဲနဲ့နန်းတော်ထဲမှာကောင်းစားတဲ့အချိန်ရောက်လာတဲ့အခါမှာလည်းဘုရားဖြစ်ရဲ့ဗြိညင်တစ်တာတော်ကိုကောင်းကောင်းထားခြင်းနဲ့စိတ်နှလုံးသူ့ရှိမှရှိနေတာဖြစ်တယ်။ဒါပေမဲ့ထာဝရဘုရားရဲ့စကားကပရောဖက်နာသန်စီကိုဘယ်လိုရောက်လာလဲဆိုတဲ့အခါမှာ ဒါဝိတ်မင်းကြီးတဲ့မင်းကိုတဲ့တိုးချန်တဲ့ကနေငါရွေးနှုတ်ပြီးတော့မာတဲ့ဣတရေလလူမျိုးတွေကိုအုပ်ချုပ်ရတဲ့ရှင်ဘရင်အရာ၌ခန့်ထားပြီးသွားပြီတဲ့ဖျားသခင်အတူပါရှိတယ်နော်ဒါဝိတ်ကိုစီလောင်းလိုက်တဲ့အချိန်ကာလမှာပဲထာဝရဖျားရဲ့ဝိညာဉ်တော်ကဒါဝိတ်ရဲ့အပေါ်မှာကိန်းဝတ်တယ်လို့ပြောထားတယ်ပေါ့နော်ဆိုတဲ့အခါမှာကာလတစ်လျှောက်လုံးမှာဖျားသခင်ကဒါဝိတ်ကိုကောင်းမွန်ဆုံးဣတရေလဘရင်အုပ်ချုပ်ခွင့်ကိုပေးပြီးတော့ မင်းကဘိုးဘီတို့ရဲ့နေရာကိုသွားလို့ရှိရင်တဲ့မင်းရဲ့တားစုတွေကတယောက်ကိုငါရဲ့ပိမန်တော်စောက်ပြတဲ့အခွင့်ကိုပေးမယ်တဲ့ဆိုတဲ့အခါမှာဒါဝိတ်ကဟာအဲ့စကားကိုပရောဖက်နာတန်ရှိကနေထာဝရဘုရားရဲ့နှုတ်ပတ်တော်သူကြားလိုက်တဲ့အခါမှာအိုးဖရာသခင်တဲ့သူ့ရဲ့အတ္တတာတလျှောက်လုံးမှာပဲကောင်းမြတ်ခဲ့တာမဟုတ်ဘဲနဲ့တဲ့သူ့ရဲ့တားစီမြေဆက်အပေါ်မှာပါဘုရားခင်ကောင်းမြတ်အောင်မယ်ဆိုတဲ့ဂရိတော်ကိုကြားလိုက်တဲ့အခါမှာသူအင်မတန်မှဝမ်းမြောက်သွားတာဖြစ်တယ် ပေါ့နော်ဗိမ္မာတော့ဆောက်လို့ခွင့်ရသွားတာကဒါဝိရဲ့သားတော့ရှောလမုံဖြစ်တယ်ပေါ့နော်ရှောလမုံမင်းကြီးကိုတက်ရကြုတ်ခန်းကြီး29အငယ်25မှာဘလောက်ဒီဖရားကဂရိတီတော်ဖရားလဲဘလောက်ဒီကျေးဇူးပြုလဲဆိုတဲ့အခါမှာထာဝရဖရားဒီဣတရေလအမျိုးသားအပေါင်းတို့အရှိမရှောလမုံကိုအလွန်ချီးမြှောက်၍တဲ့ဣတရေလရှင်ဘရင်တယောက်မှမခံစားဘူးတဲ့ဘုံအာနုဘောဝေဒနာတော်မူရဲ့အာမင် ဖျားခင်ဂရီတီရယ်နော်ဒါဝိတ်ရဲ့စိတ်နှလုံးကိုကျမတို့ဆင်ခြင်တယ်။သူကစစ်တိုက်နေတဲ့အချိန်မှာလဲသူ့ရဲ့စိတ်နှလုံးမှန်တယ်။နန်းတော်ထဲမှာကောင်းမွန်စွာနေရတဲ့အချိန်မှာလဲသူကထာဝရဘုရားရဲ့ဗြိဉ္ဇဉ်တက်တာကိုသူကပိတ်မှန်တော်နဲ့ထားခြင်းနဲ့ဆန္ဒသူ့မှာရှိတယ်။နောက်ထပ်တတိယတစ်ချက်ဗမာတော်တွေ့ရတဲ့အခါမှာသူ့ရဲ့တိုင်းသူပြည်သားအပေါ်မှာသူကအင်မတန်မှမျှတာရဲ့ဘုရင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုလေသူတို့ဣတရေလပြည်သူပြည်သားတွေ အနာယောဂါတွေဖြစ်တဲ့အခါမှာဖျားသခင်ကိုရစ်ပူစော်မိုးတဲ့ဆိုပြီးတော့မှအာယောနာရဲ့ကောက်နယ်တလင်းမှာအာယောနာရှိရဲ့ရှိကိုဒါဝိမင်းကြီးကသွားပြီးတော့ရစ်ပူစော်ဖို့အတွက်ဒီကောက်နယ်တလင်းကိုအသုံးပြုမယ်ဆိုတဲ့အခါမှာရစ်ပူစော်ဖို့အတွက်နွားတွေကိုလည်းယူပါတဲ့အာယောနာကလေထင်းအဖြစ်နဲ့သူ့ရဲ့ကောက်နယ်တလင်းမှာရှိတဲ့ဒဇာပလာတွေကိုလည်းမီးအဖြစ်အသုံးပြုပါတဲ့နော်ဂျုံစပါးတွေကိုလည်းယူပြီးတော့ဖျားသခင်ကိုမုတ်နော်ပူစော်ပါတဲ့ဆိုပြီးတော့ तू ကပေးတဲ့အခါမှာဒါဝိပြန်ပြောတဲ့စကားလေးရလေး ရှမ်းပြည်တယောက်ဖြစ်တယ်သူ့ရဲ့တိုင်းသူပြည်သားရဲ့ပစ္စည်းကိုသူတိမ့်ပိုင်권ရှိတယ်ယူပိုင်권ရှိတယ်လှုပ်ချင်တယ်လို့လှုပ်ပိုင်권ရှိတယ်ဘာဖြစ်လို့လဲရှမ်းပြည်ဖြစ်တယ်လေအားလုံးကိုသူပိုင်တဲ့သူဖြစ်တယ်လေနော်အာဏာဇက်ရှိတဲ့သူကြီးဖြစ်တယ်ဒါပေမဲ့ तू ကအဲ့လိုမယူဘူး तू ဘာပြန်ပြောလဲဆိုတဲ့အခါမှာထို့တို့ငါမယူပါဘူးတဲ့စင်စစ်အဖိုးထိုက်တီတိုင်းပေးပြီးတော့ငါဝယ်မယ်တဲ့သူ့တိုင်းသူပြည်သားစီကလဲကွက်ကို तू ပြန်ဝယ်မယ်တဲ့နော် အင်မတန်မှကောင်းမြတ်တဲ့ဘယင်ကြီးဖြစ်တယ်နော်။တင့်ဥ္စာကိုထာဝရဖျားအဖို့ငါမသိမ့်ဘူးတဲ့။ကိုယ်ငွေမကုန်မဲ့မီးရှို့ရရစ်ကိုမပူစော်လိုဘူး။ဆိုပြီးတော့အာယွန်းနာကိုသူကပြန်ပြောတယ်။ပြီးတော့အဲ့ဒီလေကွက်ကိုရွှေ၆ပိတ်တာပေးပြီးတော့မှအဲ့ဒီရက်ကိုဝယ်ပြီးတော့ထာဝရဖျားအဖို့ရစ်ပလင်တီးပြီးတော့မီးရှို့ရရစ်နဲ့မိသဟာရစ်ကိုပူစော်တယ်။ဒီတိုင်းသိမ့်ယူလိုက်လို့ရတော့ညာလဲပဲနော်။ရွှေ၆ပိတ်တာပေးပြီးဝယ်တဲ့ဘယင်ကဓာဝိမင်းကြီးဖြစ်တယ်။သူရဲ့စိတ်နှလုံးကတိုင်းသူပြည်သားအပေါ်မှာလဲ။ မျှတသောဘုရင်ကြီးဖြစ်တယ်။စိတ်နှလုံးကောင်းစားသောသူကြီးဖြစ်တယ်။နောက်ထပ်သူဖျားသခင်ကိုသူဘလောက်တိချစ်တယ်ဆိုတဲ့အရာကိုလည်းဘမတွေ့ရလဲဆိုတဲ့အခါမှာသူဘုရင်မဖြစ်ခင်သူ့ရဲ့အကိုတွေကိုသူမုတ်သွားပို့တဲ့အချိန်မှာဂေါလိယက်ကစိန်ခေါ်နေပြီနော်ငါ့ကိုနိုင်လို့ရှိရင်ဣသရေလလူတွေရှိမှငါတို့ဖိလိတိလူတွေကကြုံခံမယ်တကယ်လို့လည်းငါ့ကိုတိုက်လို့မနိုင်လို့ရှိလို့ရှိရင်ငါတို့ဖိလိတိလူတွေရှိမှဣသရေလလူမျိုးအားလုံးကြုံခံရမယ်ဆိုပြီးတော့မှစိန်ခေါ်နေတဲ့ကာလမှာ ဒါဝိတ်ကဘယင်မဖြစ်သေးဘူးတိုးចောင်းသားဘဝနဲ့ရောက်သွားတယ်ဒါပေမဲ့သူ့ကိုဖက်ကြီးရှမွေလာဘိတ်သိပ်ပေးလိုက်တဲ့အချိန်ကနေစပြီးတော့ထာဝရဘုရားရဲ့ဝိညာဉ်တော်ကသူ့အပေါ်မှာကိန်းဝင်နေတာဖြစ်တယ်ဝိညာဉ်တော်အတူပါရှိရင်ဘယ်လောက်ထိအစွန်တကိုပါလဲဆိုတဲ့အခါမှာနော်သူကဂေါလိယက်ကိုတိုက်မယ်ဆိုပြီးတော့လောက်လွေးနေသွားတဲ့အချိန်ပေါ့အဲ့အချိန်မှာသူပြောတဲ့စကားလေးကဘာပြောလဲဆိုတဲ့အခါမှာနော်ဓမ္မရာဟုဆိုဝင်နော်ပထမဆုံးအခန်းကြီး၁၆ငွေ55နော်ဒါဝိတ်ကတဲ့ဂေါလိယက်ကို သင်ဟာဓာလှန်ကိတုံပါလေးရငါထံသူလာတယ်ငါသည်ရဲ့နော်သင်ကျင်းပါတဲ့ဣတရေလာဘိုးချေတို့ရဲ့ဖရာသခင်ကောင်းခင်ဘိုးချေအရှင်ထာဝရဖရာကြီးနာမတော်ကိုင်လျက်သင်စီကိုလာအာမင်တန်ချက်ကအကြီးလည်းမပါဘူးဓာလည်းမပါဘူးသူ့ရှိမှာလောက်လွဲတခုနဲ့ကြောက်စလက်ငါခဲပဲပါတာဖြစ်တယ်နော်ဒါပေမဲ့ပထမဦးဆုံးတခဲမာတယ်မဲ့နှစ်ဖူးတက်အောင်မှန်ပြီးတော့ဟောလီရက်ကနော်တေသွားတယ်အဲ့ဒါဘာဖြစ်လို့လဲ ဖယားသခင်ရဲ့ဝိညာဉ်တော်ကဒါဝိဒ်ပေါ်မှာကျင်းဝင်နေလို့အဲကြောင့်မို့ကျွန်တော်တို့တက်တာတွေမှာတန်ရှင်သောဝိညာဉ်တော်ကင်းဝတ်ပြီးတော့ပါတဲ့လူရဲ့အသက်တာကအနောက်ကနေလေတိုက်တဲ့အချိန်မှာရှေ့ကလမ်းလျှောက်နေတဲ့လူလိုပဲအမ်ထုတ်စရာမလိုဘူး။နော်ရေစီးနေတဲ့ခြောက်မှာရေကူးနေရတယ်လို့မျိုးပဲ။ရေစုံပေါ့နော်။စုံပြီးတော့ပင်မန်းလား။ရေစီးနေတဲ့ခြောက်မှာရေကူးကူးတယ်မဟုတ်လား။မပင်မန်းဘူးနော်။အဲ့ဒါတန်ရှင်သောဝိညာဉ်တော်ပါတဲ့သူရဲ့အသက်တာဖြစ်တယ်။အာမင်။ ဒါဟုတ်ရဲ့တတ်တာလဲအဲ့လိုမျိုးပဲပေါ့နော်ရှင်းမှတ်တဲ့အခန်းကြီး72ငွေ35မှာကောင်းသောသူဒီကောင်းသောစိတ်နှလုံးဘန္နာတိုက်ထဲကနေပြီးတော့ကောင်းတဲ့အရာကိုထုတ်ဖော်တတ်ပြီးတော့မကောင်းသောသူကတော့မကောင်းတဲ့ဘန္နာတိုက်ထဲကမကောင်းသောအရာကိုထုတ်ဖော်တတ်တယ်တဲ့ဆိုတော့ကမှဒါဝိရဲ့စိတ်နှလုံးဘန္နာတက်ထဲမှာကောင်းသောအရာတွေကထုတ်ဖော်တာကစစ်တိုက်တဲ့အချိန်မှာလဲထွက်တယ်နော်နန်းတော်မှာကောင်းမွန်စွာနေရတဲ့အချိန်မှာလဲထွက်တယ်လို့မျိုးနော်သူ့ရဲ့တိုင်းသူပြည်သားနဲ့တွေ့တဲ့အချိန်မှာလည်းသူ့ရဲ့စိတ်နှလုံးဗန္နာတိုက်တဲ့ကောင်းတဲ့အရာတွေထွက်နေရဖြစ်တယ် အများကြီးရှိသေးတယ်နော်ရှောလူကိုတတ်ရတဲ့အခွင့်ကြုံတဲ့အချိန်မှလည်းပဲရှောလူကဘုရားသခင်ဗိတ်သိပ်ပေးထားတဲ့သူဖြစ်တဲ့အတွက် तू မတတ်ဘူးရှောလူရဲ့ဝတ်လုံအောက်အနာကိုဖြဲပြီးတော့မှနော် तू ကပြောလိုက်တဲ့အခါတော့မှနော်ကိုတော်ကဘုရားသခင်ဗိတ်သိပ်ပေးတဲ့သူဖြစ်တဲ့အတွက် तू မတတ်ဝင်ဘူးတဲ့နော်ဒီဝတ်လုံရဲ့အောက်ဖြားကို तू ခလီဖြတ်မိတာတော့ तू နောင်တရရတယ်တဲ့ဆိုပြီးတော့ပြောတဲ့အခါမှာရှောလူကဘာဖြစ်လဲအတန်ကုန်လွှင့်ပြီးတော့ငိုတယ်တဲ့တကယ်တော့ရှောလူကို तू တတ်လိုက်ရင်ရပြီ ။ဒါမဲ့ဒါဝိတ်ကမတက်ဘူး။ရန်သူနဲ့တွေ့တဲ့အချိန်မှာလဲသူစိတ်နှလုံးထဲကဘာဖြစ်လဲ။ကောင်းတဲ့အရာကိုသူထုတ်ဖော်လိုက်တယ်။ဆိုတာကိုတွေ့ရတယ်ပေါ့နော်။အားကြောင့်မို့ကျွန်တော်တို့နှလုံးကောင်းစားရင်အရာရာကောင်းစားတယ်။အာမေဒီစိတ်နှလုံးကဘာသာနဲ့မဆိုင်ဘူးလူမျိုးနဲ့မဆိုင်ဘူးလူသားတိုင်းနဲ့မှရှိတဲ့စိတ်နှလုံးကောင်းစားလို့ရှိရင်လောကမှာရှိတဲ့အရာရာကောင်းစားခြင်းနဲ့ကျမ်းမာခြင်းရှိတယ်တဲ့ဆိုတဲ့အခါမှာဖယားကိုတော့မသိဘူး ါပေမဲ့စိတ်ကောင်းကောင်းထားတဲ့လူရဲ့အတ္တတာထဲမှာကောင်းစားခြင်းနဲ့ကျမ်းမာခြင်းကရှိတယ်။အဲ့ဒီကနေထပ်ဆင်ပြီးတော့မှစိတ်ကောင်းလဲရှိမယ်။ဖျားကိုလည်းယုံကြည်မယ်ဆိုလို့ရှိရင်ဒီလောကမှာကောင်းစားခြင်းသာမကဘဲနဲ့ထာဝရကာလမှာလည်းဖျားသခင်ပြင်ဆင်ထားတဲ့လူမျက်စိဖြစ်မမြင်နားဖြစ်မကြစိတ်နှလုံးဖြစ်မကြံစီဝင့်တဲ့အရာကိုဘုရားကပြင်ဆင်ပေးထားတာဖြစ်တယ်။အဲ့အရာကယေရှုဖျားကိုယုံကြည်တဲ့သူတွေသွားရမယ့်နေရာဖြစ်တယ်။ မယုံကြည်တဲ့လောကသားတွေကတော့စိတ်ကောင်းကောင်းရှိတဲ့လူကတော့နော်ကောင်းစားခြင်းရနေမှာပါဒါကဘာသာတရားနဲ့မဆိုင်ဘူးလူမျိုးနဲ့မဆိုင်ဘူးစိတ်နှလုံးနဲ့ဆိုင်တဲ့အရာလေးဖြစ်တဲ့အတွက်အားလုံးနဲ့ကန့်ညီတဲ့အရာဖြစ်တယ်ပေါ့နော်ဒီမှာ2008 2009ခုနှစ်လောက်မှာတရားလွတ်တော်ရှင်းနေမဖြစ်သေးဘူးဒီအထက်တန်းရှင်းနေတဆင့်ကြော်ရသေးရပေါ့နော်အထက်တန်းရှင်းနေလိုင်စင်ကိုနေပြီးတော့ရှောက်လှော်တတ်တင်ရတယ်တတ်တင်ရတဲ့အချိန်မှာတရားရုံးမှာရှိသမျှသူတွေရဲ့ ရှောက်လွှာတွေအကုန်လုံးကိုပေါ့နော်အဲ့တော့28ဆောင်မှတ်မှတ်ရရလေဟိုထပ်တန်းရှင်းနေ license တင်မဲ့သူ28ရောက်ရှိတယ်အဲ့နဲ့ကျွန်မအဲ့ဓာတွေကိုယူသွားတယ်အဲ့ဆိုနေပြီးတော့သွားရဆိုခရီးစိတ်ကုန်တယ်လေဟောကျွန်မတင်ပေးလို့ရတယ်ဆိုကျွန်မတင်လာခဲ့မယ်တခြားစဉ်းစားကြည့်မယ်ဆိုရင်တော့ဒီရှောက်လွှာတစောင်းဖောင်တစောင်းဖြစ်ဖို့ကမလွယ်ဘူးအထဲမှာစာရွက်ပေါင်းမြောက်များစွာညှက်ကြတော့လေဟိုလူကဟိုဟာလို့တယ်ဒီလူကဒီဟာလို့တယ် အကျွန်မသွားမဲ့ရက်ကနီးလာပြီးမပြီးသေးဘူးလားပေးတော့လေအာတကယ်တော့သူများရဲ့အပူတွေသူများရဲ့ကိစ္စရှုပ်နေတဲ့ကိစ္စတွေပြဿနာတွေကိုကိုယ်ကစွဲယူလိုက်လို့သူများကထင်စရာအကြောင်းရှိတယ်ကျွန်မကတုံးတယ်ပေါ့နော်ကျွန်မကအတယ်ပေါ့နော်လို့သူများအမြင်မှာထင်စရာအကြောင်းရှိတယ်ပြီးတော့လေတစ်ဆောင်နှစ်ဆောင်မဟုတ်ဘူး28ဆောင်ဖြစ်တော့လေအဲ့မှာရှုပ်ရှက်ခတ်ပြီးတော့မှကျွန်မအဲ့ထုတ်တွေအားလုံးယူပြီးတော့နေပြီးတော့ရောက်သွားတော့အဲ့ရာသူကြီးချုပ်ရှေ့ရောက်တဲ့အချိန်ကြတော့ ဖိုင်ရွဲတွေကများတော့လက်ကမနိုင်မင်းနဲ့အကုန်လုံးသူ့ရှေ့မှာပြုတ်ကြကုန်တယ်။ကျွန်တော်တော့တကယ်တော့အင်တာဗျူးဖြစ်မို့လူကြီးတယောက်ရှေ့ရောက်မှကိုကမှောက်လဲသလိုမဖြစ်နေဘူးလား။အဲ့မှာအိမ်ကြီးပြက်တာပေါ့နော်။ရှောက်ကောက်ပြီးတော့လွင့်ထွက်သွားတယ်ပြုတ်ထွက်သွားတယ်စာရွက်တွေလည်းအကုန်လုံးပွေပြီးတော့ကြောက်ကြောက်လန့်လန့်နဲ့အဲ့သူ့ရှေ့ရှောက်သွားတော့လေ။သူကကျမကိုဘယ်ကလာတာလဲ။ဘကိုးတရားယုံကလာတာဆိုမင်းကဘကိုးတရားယုံရဲ့ကိုယ်စလေလားတဲ့။ဆိုပနတ်ဆောင်တော်မလားတင်တာလဲပေါ့နော်ဆိုတော့ 28ဆောင်းပါဆရာလို့ဆိုတော့လေသူစဉ်းစားမှအခုလာတင်တဲ့သူရဲ့ fine တွဲကိုအပေါ်ဆုံးမှတင်ထားခဲ့ပါတယ် hallelujah အာမင်ကျမအแทးမှာရှိတဲ့ဘယုတ်ဒုက္ခဖြစ်နေတော်ညာလဲပဲနော်သူ့ချိန်မှာအိမ်ကြီးပြတ်သွားတော်ညာလဲပဲအဲ့ဟာကိုမမြင်မဲကျမစိတ်နှလုံးကသူလှမ်းမြင်လိုက်တယ်အခုလာတင်တဲ့လူရဲ့ရှောက်လှောက်အပေါ်ဆုံးမှတင်ထားခဲ့ပါတဲ့ဘယ်ခါမှာကျမရဲ့အရင်ပေါ့နော်ဖြိုးလေးဖြိုးထက်ခိုင်ဆိုတာအခုကျမကို6နောင်လေးချုပ်ပြီးပို့နေတဲ့တငယ်ချင်း သူကကျမထက်အရင်6လလောက်စောပြီးတော့နေပြီးတော့မှသွားတင်ထားတာဖြစ်တယ်။ဒါမဲ့ကျမကသူ့နောက်မှာသွားတင်ပြီးတော့မှအရင်ဦးဆုံးကြလာတယ်ပဲခိုးတရားရုံးမှာအရင်ဦးဆုံးထက်တန်းရှင်းနေလိုက်ပါဆောင်ရွက်ခွင့်ဆိုပြီးတော့ကြလာတာဖြစ်တယ်။ဘောနော်သူများတွေကပြောတာဗောနော်ပတ်စံတွေဘယ်လောက်ပေးခဲ့လို့လဲမှမသိတာတဲ့အရင်ဦးဆုံးကြလာတယ်တဲ့ဟိုကျမတို့ကပတ်စံပေးပြီးတော့မြင်မြန်ဆန်ဆန်လှုပ်ပြီးတော့မြင်မြန်ဆန်ဆန်အမှုလိုက်ပြီးတော့မြင်မြန်ဆန်ဆန်ပတ်စံလိုချင်တဲ့သူတွေမဟုတ်ဘူးမိမိကိုယ်တိုင်ကလည်း နော်ကိုမိသားစုနဲ့ကိုနဲ့ဆက်ဆံရသောလူတွေသူများလိန်နာမခံရအောင်လို့ဒီဥပဒေပညာသွားတင်မှာဆိုပြီးတော့သွားတာဖြစ်တယ်ပေါ့နော်ညီမတို့မြင်းမြန်မလို့ကျင်ပါဘူးပညာလေးနားလဲဖို့သွားတာပေါ့နော်ဥပဒေနားလဲအောင်သွားတာဖြစ်တယ်ပေါ့နော်လူကအစင်းတတန်ကိုကြည့်တယ်ဖះသခင်ကပါလေစိတ်နှလုံးကိုကြည့်တယ်ဖះသခင်ကိုတည်တော်သူ ဖြစ်စေမတည်တော်သူဖြစ်စေစိတ်နှလုံးကောင်းစားလို့ရှိရင်အရာရာကောင်းစားတယ်ဆိုတော့အရာလေးနဲ့တတ်သိခံခြင်းမာတယ်ပေါ့နော်နောက်ထပ် တက်သိခံမဲ့ဆိုတော့အများကြီးရှိသေးရေပေါ့နော်ဆရာရဲ့အချိန်လဲကြမ်းရှိနေတာဖြစ်တဲ့အတွက်ပေါ့နော်ဒီလောက်နဲ့ပဲခွန်အားပေးတိုက်တွန်းပါတယ်အရောက်ချင်းစီတိုင်းဖျားခင်ကောင်းကြည့်ပေးပါစေအာမင်